မြမပြည်အလဲပိုင်းစကိုင်းမြို့အနီးကိုဗဟိုပြုတ်ပြီးမတ်လ28ရက်နေ့မွန်လွယ်ပိုင်းကလှုပ်ခတ်သွားခဲ့တဲ့ပြင်းအားရေဒါစကေ9.8ငလင်ဟာနှစ်ပေါင်း100ကျော်အတွင်းအပြင်းထန်ဆုံးငလင်ကြီးဖြစ်တယ်လို့မြန်မာနိုင်ငံမြင်းငလင်ကော်မတီအတွင်းရမှုတာဝန်ထမ်းဆောင်ခဲ့ပုသူမြို့သားညညရဲ့အဆိုအရလျှက်စင်တဲ့စွမ်းအင်ဝင်ကြီးဌာနပြောင်စုဝင်ကြီးဦးစိုးသူရထွန်းက DV ကိုပြောပါတယ်7.7လို့ပြောပြီးတချို့ပမာဏရေ7.9လောက်ကြီးပြတာလည်းရှိတယ် ဟိုတိုင်းသက်တွေကတော့အခုချိန်ကြီးတော့ပြန်မလုပ်ရသေးဘူးပေါ့เนาะငလေတိုင်းသက်ရဲ့သဘောတဘာဝကိုလည်းကစရတဲ့အနန်းဟိုမှာပြန်ပြီးတော့အကျပ်ပြန်လုပ်ပါတယ်အခုကတော့စကိုင်းပြည့်ရွင့်ရေးနေပြီးတော့အင်းဝစိတ်ပိုင်းကနေလှုပ်တယ်လို့သူကနေမြင်တယ်အဲ့ဒီပိုင်ကအဲ့လောက်ပမာဏအကြီးလေးလုတ်တယ်ပေါ့နော်အခုလက်လောကြတာတဲ့ MC နာပေါ့ရေပေါ်ပူချက်တွေကတော့စကိုင်းရဲ့တောင်ရိုးရဲ့အနောက်ဘက်နာမတစ်ခုနောက်တရာဦးလေးသိနာပါတစ်ခုနောက်ခုတွေ့ရတယ်ပေါ့နော် ဟိုဒါဝဲလက်ရှိလက်တော်ရတဲ့အချက်လေးကပြောမှာဖြစ်ပါတယ်။ကလေးတရားကပြည့်ရွေကျော်တစ်ချောက်မှာဖြစ်တာဆိုတော့အခုနေပြီးတော့မှလည်းတွေ့ရလိမ့်မယ်ပေါ့နော်။နေပြီးတော့အနေပြီးတော့အင်းဝါအကြည့်ပေါ့နော်။အဲ့တော့အခုကတော့အဓိကတော့ကလေးလှုပ်တဲ့နေရာမှာခံစားရတာတရိပ်ကတခုဖြစ်ပြီးတော့မိမိအဆောက်အဦအနေနဲ့ဝန်ပြုလေးချင်းပေါ့လူကြီးများတဲ့နေရာတော့ကမြေနုတိုင်ဝမ်လွင်ပြင်ဖြစ်တဲ့နေရာတွေကပို့ပြီးတော့အထိနာတဲ့ထုံးစံရှိတယ်ပေါ့။အမှန်တော့ပြောရရင်အခုလှုပ်တဲ့ကလေးကြောင့်ဘာကောက်မှာတော့မှ အတိုက်ကြီးပြူတယ်လို့သတင်းထွက်နေတာ။အိုးအဲ့ခါကျတော့သူကကလင်းတန်းခံရတဲ့ထိခိုက်မှုကတော့ဒီတစ်ချောက်လုံးမှာတောက်ချောက်လည်းဖြစ်နေတယ်။ပျော့တဲ့နေရာတွေမှာသွားပြီးတော့ဆိုင်းတန်းကပို့ပြီးတော့ပြင်းထန်လာတာပေါ့နော်။အဲ့တော့အခုကတော့မန္တလေးမှာတော့ပြင်းထန်ဆုံးတွေ့ရတာရှိတယ်။ ။လွန်ခဲ့တဲ့နှစ်ပေါင်း186နှစ်က AR Richter scale 10နဲ့လှုပ်ခတ်သွားခဲ့တဲ့အင်းဝငလင်နောက်ပိုင်းနှစ်တရာဝန်းကျင်အတွင်းလှုပ်ခတ်ခဲ့တဲ့ငလင်တွေဟာပြင်အား9.3နဲ့အောက်ပဲရှိခဲ့ပြီးအခုလှုပ်ခတ်သွားတဲ့ငလင်ဟာ9.9လောက်ရှိတာကြောင့်နှစ်ပေါင်း100အတွင်းအပြင်းဆုံးငလင်ဖြစ်တယ်လို့သူကပြောပါတယ်။မြန်မာနိုင်ငံမှာဟိုလုတ်တဲ့ငလင်လုတ်ခဲ့တဲ့တမိုင်းကြောင်းတစ်ချောင်းမှာတော့ဒီနေရာမှာလုတ်တဲ့ငလင်ကဟိုအင်အားကြီးဆုံးလုတ်ခဲ့ဦးတာရှိတယ်ပေါ့နော်အဲ့ဒါကတော့ 1839ခုနှစ်ကပေါ့နော်ဒီမြဝကလေးလို့ခေါ်ရပေါ့နော်အဲ့ဒါကဟိုတင်ပေါင်းအများကြီးကြာမှာတကယ်ငဲလှုပ်တယ်ပမာဏကလည်းကြီးတယ်အဲ့ဒီတော့ကလည်းပမာဏ8လောက်ရှိတယ်လို့တို့ဤတွက်ဆမှုရဟိုခမားရပေါ့နော်1839ဆိုတော့ဗာကြီးတော့ပေးလောက်လက်ထက်ကပေါ့နော်အဲ့တော့ကြာကြတော့ဟိုဒီလူမျိုးငလေဒီ186နှစ်အကြာမှာပြန်ပြီးတော့လှုပ်တဲ့အတွက်ကြောင့်ပမာဏအဲ့လောက်ကြီးကြာလည်းဖြစ်ပါတယ်ဒီဟိုအင်းဝကလေး လောက်ပမာဏနီးနီးလောက်လုပ်တယ်ပေါ့နော်အခုလုပ်တဲ့ငလင်ကအဲ့တော့ဒီကြားထဲမှာလုပ်ခဲ့တဲ့နှစ်တရာအတွင်းမှာတော့အများကြီးရှိတယ်ဥမာဆိုတော့သူအနည်းဆုံးပြောရင်ပကိုးငလင်တွေ1930ကလောက်တာပေါ့ကုသေ95နဲ့ရှိသွားပြီပေါ့နော်သူက9.3ရှိတယ်ပေါ့နော်အဲ့ဒီနောက်ပိုင်းမှာဆွာငလင်အဲနောက်ပြီးတော့ချူးငလင်ပေါ့ဒါတွေက9.9.3တဲ့တို့လောက်မှာရှိတယ်။နောက်က1990လောက်မှာလည်း1946ငလင်ပေါ်တော့ဖကတ်မှာလောက်တာရှိတယ်။1990မှာတကောင်းမှာလောက်တာရှိတယ်။ အောက်က56မှာသခိုင်းတောင်ယူဘက်မှာသခိုင်းဘက်မှာလောက်တာလည်းရှိတယ်ပေါ့အဲ့ဒါဒီကလည်းခုနှစ်ကျော်ပြီဖြစ်တယ်နောက်ကနောက်ဆုံးလုခဲ့တဲ့ကလေးနေရာတော့တာချီလေးက6.8ရှိရာတကူကြီးတယ်တောင်တောင်နှင်းကြီးမှာ2004မှာလည်း6.5လို့ပြောတယ်ပေါ့နောက်တကတပိတ်ချင်းမှာလည်း6.5လောက်တဲ့လောက်တာတကူရှိတယ်ပေါ့အဲ့တော့ကလေးငယ်ဒီကလေးဒီအပြင်းကလေးနေရာတော့တောက်ကြထုတ်ခဲ့တယ်အဲ့ပဲလေငလေးကြီးလို့ခေါ်တဲ့မိသားအတွေ့ကတော့ကုတာတဲ့တရားမှာသူပြန်ထုတ်တယ်လို့ပြောရမှာပေါ့နော် အခုလိုအင်အားပြင်းတဲ့ငလင်ကြီးတွေလှုပ်ခတ်ပြီးငလင်တွေဆက်လှုပ်ခတ်နိုင်တာကြောင့်သတိပြုကြဖို့လဲဆက်လက်ပြောသွားပါတယ်ရှင်အဲ့ဒီငလင်ကြီးဒီလိုကြီးတဲ့ပမာဏဆိုရင်တော့သူရဲ့ stress ပေါ့နော်အင်အားကဖြည့်သွားတယ်လို့ပြောလို့ရတဲ့အခါကျတော့ဒီလိုကြီးတဲ့ငလင်တော့လာဖို့တော့ရှိတယ်လို့မမြင်ဘူးပေါ့နော်ဒါပေမဲ့လည်းသူရဲ့နောက်ထပ်တွဲငလင်တွေကဒီနေ့ကိုပဲခွန်တက်တော့ခွန်ကတခုလုံးတဲ့ဒီမှာ6တက်သမား4တောင်းနဲ့အဲငါကတက်ဥပမာလှုပ်တဲ့ဆက်လှုပ်တဲ့အခါကျတော့ နောက်ထပ်တဲ့ငလေးတွေကရှိကိုရှိနေဦးမယ်ပေါ့ဒါခါလေးတွေတလလောက်တော့အကြောင်းဆက်လို့တာကိုတွေ့ရတယ်အဲ့တော့နောက်ထပ်တဲ့ငလေးအကြောင်းတော့ဒုလကလင်ကြီးလိုမကြီးပဲဘာဖြစ်တော့ပထမငလေးကြီးအကြောင်းဖြစ်ခဲ့တဲ့အကြောင်းတွေကနောက်ထပ်တဲ့ငလေးတွေမှာဆက်ပြီးပြူကြတာတွေဖြစ်နိုင်တယ်နောက်တစ်ခါတို့တွေမတိနိုင်တဲ့အကြောင်းတွေကဥမာဟိုတရားတွေမှာလည်းရှိနိုင်တယ်နောက်တစ်ခါဓာတ်စီလောင်ကန်လိုမျိုးနေရာတွေမှာလည်းရှိနိုင်တယ်နောက်တစ်ခါရေလောင်တာတမန်တွေမှာလည်းရှိနိုင်တယ်အဲ့ဒါတွေကဟိုနောက်ဆက်တွဲငလင်ငယ်တွေရောက်တော့လကောင်းတော့ရာသီဥတု မိုးရသည်လိုမျိုးဖြစ်လာရင်တော့တော့ဒါတွေရောင်းထပ်ပြီးကြီးလိုက်နိုင်ကြတွေရတယ်ရှိနေသေးတယ်ပေါ့နော်။ဟောဒါတွေကဆက်ပြီးတော့တတိနဲ့လိုက်ပြီးစစ်ဆေးပြီးတော့ပြန်ပြီးတော့ဟိုထိန်းသိမ်းရမယ်လုပ်ငန်းတွေဖြစ်ပါတယ်။